ီနေ့ကတော့အမဲအသင်းနှလုံးလေးရဲ့ဦးချမ်းလေးရဲ့ချက်ပါမယ်ရှင်။ကျွန်မချက်တော်ဖြူမြင့်ချင်းကိုထောင်းထားမယ်ငယ်သည်ချက်တော်အနီးလေးကိုလည်းဆက်လက်လုပ်ထားပါမယ်။ပြီးရင်တော့စီပူလာအောင်စောင့်ပါမယ်။စီပူလို့ရှိရင်ကျွန်မနည်းနည်းမောင်းလေးနည်းနည်းထည့်ပါမယ်။ပြီးရင်တော့ချက်တော်နီးလေးကိုအရင်ဆုံးစီတက်ပါမယ်ရှင်။နီလေးနဲ့နဲ့နှောင်းလာပြီဆိုရင်ကြက်တုံချူနဲ့ချင်းလေးကိုထည့်ပါမယ်။ပြီးရင်တော့အစိမ့်ပုံလေးလည်းနည်းနည်းထည့်ပါမယ်ရှင်။ ဖြစ်ရင်တော့ပွေးလာအောင်ကျွန်မစီတက်ပါမယ်နှစ်ထဲမှာလည်းရတာလေးပါချင်လို့အသားမုံလေးနည်းနည်းထည့်ထားပါလိမ့်ရှင်။ပြီးရင်တော့ဟိုကျွန်မပြင်တော်သိလေးထည့်ပါမယ်။ပြင်တော်သိရကလေးကိုတော့အင်ဂျီယာနေတော့ခုလာတာပါရှင်။ပြင်တော်သိလေးရောငွေလေးစစ်တက်ထားတာတော့မွေးလာပြီဆိုရင်တော့ ရတာနှစ်ထားတဲ့ကလေးစားတွေကိုထည့်ပါမယ်။ကျွန်မဟာကလေးစားထဲမှာတော့စားလေးနည်းနည်းရဲ့အသားမုံလေးရဲ့နွဲ့နွဲ့မုံလေးရဲ့ထည့်ပြီးတော့ကျွန်မရတာနှစ်ထားရပါရှင်။ပြီးရင်တော့တို့ကိုလုံးနေအောင်ရချက်ပါမယ်။ရေမထည့်သေးပါဘူးရှင်။ပြီးတော့လေကလေးစားတွေကိုအနက်သက်သာအောင်လို့ကျွန်မရှာလက်ကရင်နဲ့လည်းချိန်ထားပါတယ်ရှင်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့သူတို့ကြီးပဲလုံးသွားအောင်ရင်ချက်ပါတ ုံးသွားပြီဆိုတော့မအားကျွန်မရင်နွေးလေးထည့်ပေးပါရရှင်ပြီးရင်တော့အုံးအထားပြီးတော့တည်ပါမယ်ကလီစာတွေကနူးဖို့ကြာလာဖို့လို့အချိန်ကြာကြာတည်ပေးဖို့လိုပါတယ်ရှင်ဒီလိုပဲမွေလိုက်အဖုံးအုံးလိုက်ရေထဲလိုက်မွေလိုက်ရေထဲလိုက်စောင်းလိုက်နေပဲနောက်ဆုံးတော့စီးပြန်လာပါပြီသားလေးလည်းနူးလာပါပြီရှင်ပြီးတော့ဒိတ်နဲ့လေးကတော့အရန်ကိုတွေးနေပါတယ်ရှင်ဒါဆိုရင်တော့အရန်ကောင်းတဲ့ကလေးစာဟင်းလေးတစ်ခွက်ရပါပြီရှင်။ ဆုံးထိတိရှိပေးကြတယ်တူတူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်